ပါတယ်လူနော့စ်ကတော့နှစ်သင်းစလုံးတော်တော်လေးကိုကြိုက်တယ်ဆိုရဲမိလိနာဖြစ်နေကျွန်တော်တို့အပိုင်မဲထွက်လာခဲ့တယ် Jubilee Hero တွေတော်တော်လေးများလာခဲ့တယ်ဒီ patch မှာတော့လူနော့စ်ကဒီကောင်တွေကိုဖျက်ဖို့အတွက်အကောင်းဆုံးသော Magical Penetration မျိုးပိုင်ဆိုင်ထားတယ်ဆိုရဲအနေထားမျိုးလေးကျွန်တော်တို့စပြီးတော့တွေ့ရတယ်ဗျ Medicine versus Paladins Game number 3စတင်လာပြီလေဖြစ်ပါတယ် Game ကတော့เนาะကျွန်တော်တို့ Game number 3ကိုရောက်ရှိလာတယ် အနည်းရလေကျွန်တော်တို့ဒီ Paladin အဆင့်နဲ့ Game 3ဒါရောက်ရှိသွားခဲ့တဲ့အခြေအနေတစ်ခုပြ။အဲဒီခုတစ်ခေါက်မှလည်းကျွန်တော် Game 3အထိဆိုတော့3ရဲ့နိုင်ပွဲရလဒ်တွေအကုန်လုံးကျွန်တော်ပုံမဖို့အတွက်နောက်ဆုံးဆုံးပြတ်ဖြစ်လာတဲ့အချိန်မှာသူတို့ရဲ့ဆုံးမြတ်ချက်တွေအကုန်လုံးမှားယူနေလို့မရတော့ဘူး။ထုတ်လာခဲ့တဲ့ဂျိုဒါအရာတွေအကုန်လုံးကလည်းတစ်ဖက်မှာအားလေးရိုတေးရှင်းရအဆင်ပြေစီမဲ့ဂျိုဒါပါရှာတွေဂျိုပီကာလီတွဲလုံးနေအများကြီးထုတ်လာခဲ့တယ်။ဖလာရင်ဘက်ကတော့ဂျိုဒီဂရောနီကီမီတွဲလုံးတစ်ခုပြန်ပြီးတော့ထောက်ထားတဲ့အရာတစ်ခုဆိုတော့အားလေးကတော့ဂျိုနှစ်သိန်းလုံးနေနဲ့အမောင်းရောမရှိဘူး။ safe လေးပဲ family ပုံစံတစ်ခုပဲပြန်ပြီးတော့သွားနေကြတယ်ဗျာ။ ကဲဆိုတော့ကျွန်တော်လက်ရှိချိန်မှာတော့เนาะကျွန်တော်တို့ဒါစတာနေပဲ game plan နိုင်ငံလေးတော့အခက်အခဲလေးတွေတော့ကြုံနေရပြီ game plan ပြန်ပြီးတော့လွတ်မြောက်နိုင်မှာမလားနောက်မှ deep pro rookie သည်တအုပ်လျှောက်ပဲ block လုပ်ထားသေးတဲ့နောက်မှာတော့ deep pro ပြန်ကြရပြာ kimi ပြန်ပြီး spray ထားသေးတဲ့နောက်မှာ follow damage တွေကလည်း nico တောက်လျှောက်စလို့ပြန်ပြီးတော့ပါလာခဲ့ပြီဗျာ hero k ရရှိဖို့စူးစမ်းခဲ့တဲ့အရာလေးကတော့မစိုးဘူးဆိုပေမဲ့ ဟီရိုကီကတော့ပြန်ပြီးတော့ပေးလိုက်ရတယ်ဗျ။ဖလီကာကြီးပါပေးပြီးတော့ sacrifice လုပ်ဖို့ကြိုးစားခဲ့တာမျိုးလေးရှိတယ်။အဓိကကတော့ကျွန်တော်တို့ဘာရှာရဲ့အာလီကင်အင်ပါတကူကိုနည်းနည်းလေး short ချခြင်းပြီးတော့ lance လောက် power up လုပ်ပေးတဲ့သဘောမျိုးဗျာ။ လာလောက်တာလေးတော့ကောင်းနေဆိုပေမဲ့ဒီ Pro Heroic ပြန်ပေးရတဲ့ချက်တကူကတင်မကောင်းတော်တော်လေးသုံးရက် Recipe 6ကျောက်တောက်လျှောက်ကိုပဲပြန်ပြေးခဲ့တယ်ဆိုပေမဲ့နောက်က Cloud ရဲ့ Error Debris အောက်မှာတော့ Cherry QD အရန်ကြီးအခြေမလောက်လို့ဆိုတဲ့အနေထားမျိုးလို့ကျွန်တော်တို့ပြန်တွေးလိုက်ရတယ်။ Flicker တော့ရှိသေးရဆိုပေမဲ့တော်တော်လေးသုံးချက်ခံရမယ်ဆိုလို့ရှိရင်တော့သူလည်းအဖြစ်မနေပြန်ပြီးတော့ပေးရမယ်အနေထားမျိုးလို့ဖြစ်သွားနိုင်တယ်ပေါ့နော်။ Nico ကတော့ Anya Game ပေးရှင်းပြ။ Level 4တိုင်မမရသေးဘူးဆိုတဲ့ခက်တဲ့မှာတော့သူ့အနေနဲ့ပြန်ပြီးတော့ save ထားတဲ့သဘောလေးကျွန်တော်စပြီးတော့တွေးရပါပြီ။တို့ဒီမြန်မာ region မှာတော့ကျွန်တော်ဒီအခုနောက်ပိုင်း bowling နေရမှာဆိုရင် Cherry QD ကကျွန်တော် future မှာအများကြီးစောင့်ကြည့်တဲ့ နားသမားတယောက်လည်းဖြစ်နေဗျ။အဲလက်ရှိမှာတော့ကျော်ရှိသူဝင်းတော့ဒက်ဂရီတာရဲ့မင်းမပဲတော့တောက်လျှောက်ချဖို့ကြိုးစားနေကြတာဗျ။အဓိကကျော်တောင်းရစီပါအရင်ဆုံးတောင်းလိုက်တယ်။ဒီကားလေးအင်ဖက်တွေပါရလဲကျော်အယ်တီမိတ်မရသေးဘူးဆိုတော့ဒီဖက်စစ်ရိုက်တဲ့တန်ဒီကိုလေးဝယ်ကျော်ပြင်လေးပြီးကြည့်ရှုရပါဗျ။ဟုတ်ပါတယ်။နောက်ကျွန်တော်လက်ရှိချိန်မှာတော့ဒီတက်တယ်လေးကလည်းစပြီးတော့ဂိမ်းနေပြီ။တဝက်လောက်ရောက်နေပြီ။နောက်မှလက်ရှိသူနောက်ချက်ပဲတန်တော့ကတ်လာတယ်မကြောက်ဘူး။အကင်းဖလက်ဖယ်ရီဗျူရှင်း ပြန်ပြီးတော့ဒါရပ်ရထားသေးတယ်ဘူရဲပြန်ပြီးတော့ flick ကပြတ်သုံးနေနေပဲလွတ်မြောက်ထားသေးတယ်ဗျာ hero kill လေးပါလေးပြန်ယူဖို့တော့ကတော့အနိုင်ငယ်လေးဒီပတဲမှာဒီ midjuro နှစ်ယောက်ဖြစ်တဲ့ avatar rookie သည် left foot နောက်ကျနေတဲ့ timing လေးကြောင့်မလို့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်တို့ဒါအရင်ကြီးတော့လွယ်သူတဲ့အခြေအနေမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒီမှာလည်းခွန်တယောက်တော်တော်လေးတော့များသွားပြီเนาะ နောက်တာကောင်းဝင်မယ်လေတော်တော်လေးတော့ကျွန်သွားတဲ့နောက်မှာတော့ပြန်ပြီးတော့ရှင်းခံလိုက်ပြီဗျာ 4v1 နဲ့ပြန်ချခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ Jungle Space ကိုကောင်းကောင်းကြီး take down လုပ်ဖို့ချိုးစားခဲ့တဲ့ Unix ကတော့ပြန်ပြီးတော့ Hugh Kings ကိုပြေးလိုက်ရတယ်အပေါ်မှာလည်း Clown နဲ့ Blazing Jura ပြန်ခွဲခဲ့တဲ့ခိုက်တဲ့တစ်ခုမှာတော့ Cherry Judy အများကြီးတော့အနားတက်ခံလို့ပြေးမရသေးဘူးဗျာ Capital ကျတဲ့ဘိုးရင်ပြန်ပြေးခဲ့တဲ့ခိုက်တဲ့တစ်ခု Tetronic Charge နဲ့ Execution တွေအောက်မှာဘိုးရင်ပြန်ချလို့တစ်ဖက်က Rolling Stone နဲ့ King Flash ပြန်လာဖို့တော့ချိုးစားရပြာ Tortoise Fusion ပြန်ရှိနေခဲ့တဲ့ခိုက်တဲ့တစ်ခုမှာ 3v1 လေးပဲသူ့အနေနဲ့ပြန်ပြီးတော့ဖျဲနေတယ်ချီဆူရဲ့ Lancelot သွေးတော်လေးကိုင်းနေခဲ့တဲ့ခိုက်တဲ့မှာတော့ Body King Flash ကို ရဖို့ဆိုတော့ဖလာနေစနေနဲ့အတော်လေးအားနေသွားတဲ့အနေအထားမျိုးလေးလည်းပြန်ပြုလိုက်ရတယ်ပေါ့နော် ဒီကနေ့ game number 1တော့ CC vs Hader ဆိုတဲ့ match လိုမျိုးပဲ T dot T bro အနေနဲ့ Greenhouse ကိုထားခဲ့ပြီးတော့ combination စလာဖို့လိုကြိုးစားနေပါပြီ။လက်ရှိကလည်းကျွန်တော် barricade ကထားလိုက် site နဲ့ကြောင်းထားတဲ့ King Flash နောက်ကို wide aim လို့ကြိုးစားရပြီ။တကယ်လို့ကျွန်တော် King Flash ကအပါပေးနိုင်တဲ့အခြေအနေတခုမှရှိရပါတော့။ဂျန်ဂန် invade လို့ကတိတ်မလွယ်ကူတော့တဲ့အခြေအနေတည်းရပြ။ Avada အနေနဲ့ကျွန်တော်တောက်လျှောက် spray လို့ရနိုင်ပြီဆိုတော့ဂျန်ဂန် invading တော့တိတ်မလွယ်ဘူး။အဲ Mobility ကမြန်မာတဲ့ hero တွေထုတ်လာတဲ့ Mythic C အနေနဲ့ T bro Blending ရပေါ်မှာ minion wave ကိုမြန်ဆန်ဆန်ပဲပြန်ရှင်းထားတော့မယ်ဗျ။ ိသိစီကတော့ကျွန်တော်ပြန် save ထားရတယ်ပေါ့နော်လက်ရှိ goal line တွေပါကြီးကတော့ရအောင်ပြ goal line ကတော့ဒီချိန်မှာ game ဘောကတော့နှစ်သင်းလုံးအတွက်လွယ်တဲ့အချိန်တွေမျိုးတော့မဟုတ်သေးဘူးเนาะသူတို့အချိန်လေးနည်းလေးပို့ပြီးတော့ယူအောင်ပဲဗျာတတလေးပါလေးနဲ့ပြန်ပြီး trade မဲ့ကန်တာလေးရှိလာလို့ရှင်တယ်မဆိုးဘူးအော်ခြေသူတော်လေးတော့ပြန်ပြီးပြီးနေရတယ်ဗျာခေါင်းကဂျန်ခင် area တွေကိုမထင်မထင်သလိုဝင်ဝင်လာတာဗျာเนาะနောက်မှလည်း king flash ပါနေသေးရဲ့ဒီမှာလည်းပူရဲ့ ဆန်စတုံးပြတ်သုံးတိုင်းတော့မှရူကီတီးစီဒီခေါ်မှာလဲတော်တော်လေးချက်ပြီးပါပြီပြီးလိုက်ပြီဗျရိုမာရီယိုအယ်တီမိတ်တော့မရှိတော့ဘူးဗျာဒီချိန်မှာလဲ25ကပေါ်လာခဲ့မဲ့အနေထားမျိုးပါတော့ Major Scene Network Gap မှာ 1K လောက်ထိရစပြီးတော့ဥဆောင်ထားရဲဆိုတဲ့အနေထားမျိုးလေး channel ကိုပြန်ပြီးတော့တွေ့ရတယ်ဗောနပြီးခဲ့တဲ့ game 1 game 2နှစ်ပွဲစလုံးနဲ့တိတ်မတူတဲ့ Arlegan intro လှပတဲ့အရာတခုကတော့ Major Scene စပြီးတော့ဖန်တီးထားလိုက်ပြီးအဓိကတော့ဘူရဲအနေနဲ့ Arlegan သွားတဲ့ combination ပါလေးတွေကောင်းတယ် Jagged Flip ပို့ပြီးတော့အားစရာကောင်းတယ်ဆိုတဲ့အနေထားမျိုးလေးတွေရှိတယ်ဗျာ Dangerous Grass နဲ့ဖြစ်နေကြတယ်ဆိုတဲ့ချက်တခုကျွန်တော်နောက်ပိုင်းမှာသူရဲ့ Gang Gang ပိုင်းနေရာပို့ပြီးတော့ Ambush လောက်ရမယ်ဆိုရအနေထားမျိုးလေးလည်းကျွန်တော်တို့ပြန်ပြီးတော့တွေ့ရတယ်ပေါ့နော်ဆိုတော့ခွန်နဲ့တစ်ဖက်ကလန်စလော့အွန်လီပဲရှီဇူးကိုလိုက်ပြီးတော့ပရက်ရှာပေးနေခဲ့တဲ့မှာရှီဇူးနေတယ်အရန်ရောသိမ့်မနေနိုင်ဘူးနောက်မှလည်းဒီဘရိုအဲ့ဒါခဏသုံးချင်တဲ့တစ်ဖက်ကကင်ဖလက်ဘာရှာအွန်လီလိုက်ချီနေခဲ့ရဆိုပေမဲ့တစ်ဖက်ကလည်းရှီဇူးအတော်လေးကိုမသွေးကိုင်းနေခဲ့တဲ့ခိုင်တန်းအောင်နေအက်ရှ်ကိုခွန်ပြပေးရိုးလစ်စတောင်းနေတဲ့ဘက်လိုင်းရောင်းရှောင်းလိုက်ချီနေခဲ့တဲ့အချိန်တွေမှာလန်စလော့လင်းငောက်ဖို့ကလည်းအရန်ရောမရှိနိုင်တော့ဘူးဆိုတဲ့ခိုင်တန်းတစ်ခုမှာတော့ခွန်ဆိုလိုခီးလေးပဲရှီဇူးရဲ့လန်စလော့ထပ်ပြီးတော့အဆုံးသတ်တစ်ဖက်ကလည်းဘိုယန်နဲ့ဆန်စလော့နဲ့ဘက်လိုင်းအွန်လီလိုက်ပြီးတော့ဘက်လိုင်းဝေးပြီးအော်မှာချယ်ရီကျူတီထပ်ပြီးတော့ပြေးခဲ့မှာဖလစ်ကအပီတရိုနဲ့ချက်ချင်မှာ2မန်ချက်တီဒီလို ဖို့ရပြန်ကြခဲ့တဲ့1 for 1 trade ခဲ့ရင်ပဲတာတယ်ဦးတော့ king flash ချက်ပြီးတော့အမြင့်ပြတ်လိုက်ပါပြီ။လက်ရှိကတော့ကျော်ဝင်တိုင်းဖို့လုပ်ချင်အောင်မရဘူးဗျ။ hero key ရတော့ကျွန်တော်တို့ဒါ trading လုပ်ခဲ့ရဆိုပေမဲ့တာတယ်နှစ်ချိန်လုံးတော့ mythic scene နဲ့ပြန်လှည့်ပြီးတော့သိမ်းပိုက်ထားတယ်လို့ပြောရမှာဗျ။ front liner ကြီးကတကယ်ကိုကျွန်တော်မပီးနေတယ်။ nico နေနဲ့တော့ကျွန်တော် verify တန်နေတော့မတက်ဆိုင်တောက်ချောက်ပြန်ပြီးတော့ထောက်ထားနေပဲ t bro နောက်ကိုပြန် phone နေရဗျ။ rookie တီးပြီးတော့ flicker ပြန်ရှောင်းသွားနေတယ်ပဲ။ကျန်နေခဲ့တဲ့ t bro ရော con ပြန်လည်းဆုံးသက်သွားရပြအရှိသူ2 vs 1မှာနီကိုအပါခေါ်မှုတော့ပြန်ကျိုးလာနေကျဲလျက်ပြီး fresh boss ပြန်သုံးခုကျိုးလာ game plan ကျော်ရှိသူတကယ်ပြန်ခေါ်သွားလိမ့်ရဗျာတော်လီတော့ကောင်းနေဗျာမသစီတီရ over standing ပဒေရီကဒီနေ့ပွဲစဉ်ရဲ့ game number 3မှာ game game 2နဲ့လုံးဝမတူတော့ဘူးတကယ်ကောင်းတဲ့ spec casting နေပဲအဆုံးသတ်မှုတွေအောက်မှာတော့ network cap တီ 2.1k လောက်ထိတော့တာသီးရတယ် rubber စားနေတာတော့အကောင်းကြီးပဲဒါပေမဲ့ပဒေ join လိုက်တဲ့အချိန်မှာသူပြန်ပြီးတော့ပြီးလိုက်ရဆိုတော့ချင်းပြီးတော့ဖြစ်သွားတယ်ဗျာဆိုတော့ လာရင်းနဲ့တော့နည်းနည်းလေးထိန်းပြီးတော့ပြန်စောဖို့လိုလာပြီဒီလိုမျိုးပဒေတောက်ချောက်ဆိုင်ရဲ့နေသားတစ်ခုမှာလွတ်လပ်နေတဲ့ speed ယူတော့ဂျူနိုကအပိုင်ယူရတာဗျဂျူနိုเนาะသူ့အနေနဲ့ space တွေပါတင်ရခဲ့တဲ့အပိုင်လေးတွေကောင်းတယ်ပြီးခဲ့တဲ့ game တွေကလည်းသူတော်တော်လေး power spike ဖြစ်ခဲ့ပြီးတော့10နဲ့ပေးခဲ့လို့ဒါ midc combat နိုင်ပွဲအတွက်အတော်ရေးပါတဲ့10နဲ့ပွဲလေးရလိုက်ခဲ့တယ်ဆိုတဲ့အနေထားမျိုးတွေတွေ့ရတယ်ဗျာကျွန်တော် rolling stone tactic season ဆက်ပြီးတော့ပေးတော့ပြီးရှီဇူ back ကိုထပ်ပြီးတော့လွဲပြန်တယ်ဒီဘက်ကလည်း ionic edge တွေ transcendent word တွေအောက်မှာခုံတောင်းချောင်းလိုက်ပြီးတော့ back line control သွားလို့ချန်နေခဲ့တဲ့ t bro ကထပ်ပြီးတော့ဘူရဲအဆုံးသတ်ရတဲ့ပဲ ဒီဘရော့ပြန်ကြားခဲ့တဲ့ခိုက်တဲ့မှာတော့ဂျန်နေခဲ့တဲ့ second target ကိုပါဂျူနိုတောက်လျှောက်ရိုက်ခွဲထားဖို့လိုရှိနေပြီ။ပို့ပြီးတော့ပြင်းထန်လာတယ်ပို့ပြီးတော့ intense ဖြစ်လာတယ်ဆိုရယ် Mitsui ရဲ့အရှိန်အဟုန်တစ်ခုတော့ကျွန်တော်တို့စပြီးတော့တွေ့နေရပြီ။ Game 1 Game 2မှာ Paladin ရဲ့ early game player တော်တော်လှုပ်ဖြစ်ခဲ့တယ်။တကယ်လည်းတာခဲ့တယ် dominate တစ်ခုလုံးလည်းလှုပ်ခဲ့တယ်ဆိုပေမဲ့ ိန်းနံပါတ်3ကိုရောက်ရှိလာတဲ့အချိန်မှာတော့ဂျော်ဒီယာတွေကိုသိပ်ပြီးတော့မမြင်တွေ့ခဲ့ရဘူးဗျာ။ Cherry Kitty ကိုတောက်ရောက်ဘူရဲကန့်ကင်းနေရလဲပါတယ်။ပြီးတော့ King Flash ရဲ့မပေးနိုင်ဘူးဗျာ။ Anti-Grass ပြီးသွားတဲ့အချိန်မှာဂျော်ရှီစုရဲ့ဂျန်ငယ်တွေကိုတောက်ရှောင်းဝင်တိုးလို့ရတယ်။အဲ့တော့ဂျော်ဝင်သွားလို့ရတဲ့ပိုင်းနေရာလဲတော်တော်လေးဂျော်တို့ဒါချိန်နေကောင်းတယ်လို့ပြောရမှာဗျာ။ကဲဒီမှာလဲကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လည်းတစ်ဖက်ကလည်း rookie season အနေနဲ့အရင်သွားလို့မရသေးဘူးဆိုတော့အနေထားမျိုးတွေပြန်ပြီးတော့တွေးလိုက်ရတယ်ဗျာနော် Nova Cup ကတော့3.5ကဲ goal line လောက်ထိပြီးတော့ပြန်သွားပြီးတော့ရှိနေကြတဲ့အနေထားမျိုးတွေဖြစ်လာတယ် T Brock တောက်လျှောက် front line only နီကိုရဲ့လူနော့စီကိုသွားခြင်းသေးရဆိုပေမဲ့ live phone နဲ့ရှိနေကြတဲ့ခိုက်တဲ့မော်တော့သူအရန်တူးလဲဘာမှတော့မထူးဘူးဗျာ third tier fight မှာတော့ဒီရှီဆူးလန်စလော့အနေနဲ့ဘိုရဲ့တောက်လျှောက် line ကြည့်နေတယ်နောက်မှလဲ united state ဒီခွန်တို့ဘော်တော့တောက်လျှောက်ပါလာခဲ့တဲ့ခိုက်တဲ့မြို့မှာသူ့အနေနဲ့တလဲစီပဲပြန်ပြီးတော့ခံနေရတယ်နောက်ပိုင်း objective fight နားတိဘူးတော့မှတစ်ဖက်ကကျွန်တော်တို့ဒါရှီဆူးတက်လို့မရအောင်ဆိုတော့အနေထားမျိုးတော့ဒီတော့သွားချနေပြီတော်တော်လေးတော့မလွယ်တော့ဘူးဗျာနော်ဘိုရဲ့အားလီဂိန်းနဲ့ကနေခုချိန်ထိတောက်လျှောက် line slot ကို pressure ပေးနေတာအဲ့ဒီပြေမှာ အဲတဖက်မှာပြန်ပြီးတော့ကြည့်မှဆိုလို့ရှိရင်ရွေးနှက်ကလည်းနိုင်ငံတွေတောက်လျှောက်သွားသွားရသေးရဲ့ဆိုတဲ့ချက်တွေကြောင့်မလို့ combination တွေကပို့ပြီးတော့မြန်တယ်ဗျာခါလီနဲ့ဒီရွေးနှက်ရဲ့ front line လိုက်နှောက်နေတဲ့ຢာတစ်ခုကိုတော့ရှေးသူကောင်းကြီးခံနေရတယ်ဒါတွေကိုဘယ်လိုမျိုးပြန်ပြီးတော့ rocketee the avatar ဖြစ်ရှင်မှုဖြစ်ရှင်မလဲဆိုတော့စောင့်တော့ကြည့်ရမှာဗျာအဓိကတော့တော့ကျွန်တော်တစ်ချက်ပြန်ပြီးတော့ကြည့်မှဆိုလို့ရှိရင်တော့တော်လေးထိုးတဲ့အနေထားမျိုးလိုပဲကျွန်တော်သုံးသပ်မှာဖြစ်ပါတယ်အဲ့တော့ဒီမှာလဲလူးလို့စီပါရီဒီပွဲမှာမီကိုပြန်လဲပြီးတော့ຢာရအချက်လေးတော့မစိုးဘူးဗျာနော် 而来西亚喽，没马戏，喝汤喽，便宜五折，别丢到。cheap r o w a p raw，DJ 马龙，马亚罗，乌坦比亚这边，那是 right 那么空白，来跟我做一做，变回老五的丢到你的。 ဒီဘရော့ချာဝါရဲ့အချိန်မှာတော့ကျွန်တော်ဒီအချိန်မှာပါလာတယ်နော်ကျွန်တော်ပြန်ပြီး defensive တခုပဲပြန်သွားမယ်ဒီကဘင်းမှာရှိ first down တော့မဖေးရဖို့အတွက်ရေးကြီးရေဗျာ cherry curry ပါ smith ပြောက်လာတယ်နော်ကျွန်တော်တဖြည်းဖြည်းနဲ့อืมအဓိက grand char နဲ့ golden time လေးပြန်ရဖို့အတွက်တစ်ဖက်ကပါလာတယ်စနေနေတော်လေးအားနဲ့သွားရဲဆိုတဲ့အနေအထားမျိုးတွေကျွန်တော်တို့ဆက်တွေ့ရတယ်အော်မတော်သူတို့အနေနဲ့ lance လောတလိုင်းလေးတော့အပိုင်ပေးထားတယ်နည်းနည်း famous switch လေးပါလေးပြန်ရအောင်တော့ရှာပေးနေတဲ့သဘောလေးတော့တွေ့ရတယ်ပေါ့နော် double back ခွန်ဒီ combination လေးကျွန်တော်တို့လာလို့တစ်ဖက်မှာလည်းပြန်ပြီးတော့သွားတဲ့ထိန်းတဲ့ဘက်နေမှာမလွတ်စေဘူးဘိုယဲ flicker right hand ထပ်အပေးမှာတော့ rigidity ရဲ့ tactical judge ကပြီးသွားပြီနောက်မှ ဲ့ဂျူနိုတော့ရှော့လိုက်ကတ်ထားခြင်းတည်းဆိုပေမဲ့ရက်ဆတီ6ချက်အောက်မှာတော့သူရိုင်းရင်းလဲတူးလို့တော့မရပြည့်စင်အောင်ပြာအေဗာတာကတော့ဂျူရမတ်စနာတွဲလုံးအော်အောက်မှာတော့ဂျူရမတ်ဂျီကဒမ်မေ့ချ်ဒီလာတွေအောက်မှာတော့တစ်ဖက်ကလည်းကျွန်တော်တို့ရှီဇူးရဲ့လန်ဆလော့ထပ်ပြီးတော့ပေးရတယ်ဗျာလန်ဆလော့တော်တော်လေးကမှာဖီလီယာဖြစ်သွားကြတယ်ဆိုတဲ့အချက်က gain 3ကြာရှုံးခြင်းရဲ့တကယ်ကိုအဆတော့ဖြစ်ပါလိမ့်မယ်ဟုတ်တယ်နော်ဆိုတော့ကျွန်တော်မလွယ်ဘူးပြအဓိကတော့ဒီလန်ဆလော့တောက်ချောက်ပြန်ပြီးတော့ကြာနေရကြတကူဘလို့ထိမ့်မလဲပေါ့လေအဲ့လိုကြီး စပေးရလဲပေးရတယ်အောင်လိုင်းမှာဒါပေမဲ့ရွေးနဲ့နဲ့ဖြစ်နေရွေးနဲ့ကိုသူကြော်ဖို့ကဒီချိန်မှာဘလို့မှဖြစ်နေအဲ့တော့မှလူတို့လေးကပေါပောင်းလိုက်တဲ့ခါကျတော့ခြေစူးကတော့သူဒီ space ရှာတဲ့ဘက်မှာတော်လေးခတ်နေပြီဂျန်ငယ်ထဲမှာလည်းစားဖို့တော့ဘလို့မှတော့မလွယ်ဘူးပြန်တော့ကျွန်တော်တို့ကတစ်ဖက်ကနေပြီးတော့ကားလေးတို့ရွေးနဲ့တို့တောက်ချောက်သွားပြီးတော့ကြည့်နေတဲ့နေထားဆိုတော့ဂျန်ငယ်မတ်ချ်မှာတော်တော်လေးတော့နေပါသွားခဲ့ပြီဒီရာတို့ပြန်ပြီးတော့ ကလာရင်နေနဲ့ဘယ်လိုမျိုးပြန်ပြီးတွန်းကန်မလဲပေါ့နော်ကလောက်ကလည်းသူရဲ့ဒီ free try 3ချောင်းကတော့ပြီးတော့ပြီးလောက်ပြီးဖြစ်နေတယ်နော်ဒီချိန်ကတော့အဲ့လိုတော်တော်ကြီးကျူးကျေသွားမဲမှာရှိရဲ့ first down တော့ဘယ်သူတို့ပြန်ကောက်ဖို့ကြိုးစားနေခဲ့ရတဲ့အချိန်တည်းရလို့ကျွန်တော်ဆိုရမယ်ဗျာအဲ5မိနစ်ခွဲမှာကျွန်တော် 5.2k network ဗျာနော် king flash ကဒီခွဲထရောအလုပ်ဖြစ်တယ်ကျွန်တော် rolling stone နဲ့ကျွန်တော် rotation ကောင်းတယ်ကျွန်တော်ပြီးတော့ရင် back တွေ timing ညာစာခွက်တီရယူထားတယ်အဖက်မှာကျွန်တော်ဒါရှိဘူးလို့ပါတော့ဗန်စားလို့မရခဲ့ဘူးပေါ့ဗျာဒီ drop ball wide net ပြန်ထောက်ဝင်နေတယ် မောင်အိုင်နာရီကတောက်လျှောက်မှာဘေးနေတဲ့အချိန်မှာကျွန်တော်အဗာဒါတောက်လျှောက်ထိုင်ထုလေဘာမှတော့ဖြစ်နေရမဟုတ်ဘူးဗျာကျွန်တော်ပြုဝင်လေးပြောရလို့ရှိရင်ဒီဂျင်နီယာဆိုးတယ်မေယာဖတ်စတာဘက်ကတစ်ဖက်ကလည်းမစ်တစီဆက်ပြီးတော့ရောက်ထားနေတယ်ဆိုတော့ခိုင်တဲ့တစ်ခုမှာတော့တစ်ဖက်ကလည်းဘာရီကေလေးချပေးရတယ်လို့လူနော့စ်နဲ့လိုက်ဖောင်လေးပြောပြီးအင်မြူလေးပဲပြန်သွားနေတယ်ဆိုတော့အနေထားမျိုးလေးကိုကျွန်တော်တို့ပြန်ပြီးတော့တွေးလိုက်ရတယ်ဗျာခွန်အားလည်း friend line တောက်လျှောက်ပြနေခဲ့တဲ့ခိုင်တဲ့တစ်ခုမှာတစ်ဖက်ကလည်းရှီဆူးမရရအောင်တွေ့နေ space လေးပါလေးပြန်ပြီးတော့သွားကျင်တယ်ကကျင်တယ်ခုန်ကျင်တယ် lens drop ဆိုတော့တိတ်မရဘူးဗျာနော်တစ်ဖက်မှာလည်း pure stand နေပါလေပါမလာသေးဘူးဆိုပေမဲ့တောက်လျှောက်လက်ကြည့်နိုင်ခဲ့တဲ့ခိုင်တဲ့မှာတော့သူသွားလို့မရဘူး ါလဲခေါ်တက်တောင်းရောက်သွားနေတယ်တရော်ရှက်ဟာဘလေးဇင်ဂျူရာဘာညာပြန်ပြီးတော့ပြီးသွားပြီ 1v1 လည်းပဲကျွန်တော်တို့တော့သုံးချက်လိုက်ပေးထားရတဲ့ခါမှာ triangle လေးထပ်ပိုင်းလာတယ် sand storm နဲ့ armor kinis free ban ဘူရဲနဲ့တူရှီဇူဒီဒီခါမှာတော့ကျသွားခဲ့ပါပြီအိုးရေကျွန်တော်ဒီချိန်နေမှာရှီဇူမရှိတော့ဘူးဗျာပါလာဒင်းစင်နဲ့တော့ကျွန်တော်တို့ဒါဒီကောင်ပဲပြန်သွားရောမယ့်အချိန်ဒီသူတို့သွားကျင်ခဲ့တဲ့ပုံစံတွေကဒေဝန်ဂိမ်းထူးမှာတကယ်ကိုအားလိဂိမ်းတွေမှာအလုပ်ဖြစ်ခဲ့တယ်ဆိုပေမဲ့ ်လက်ရှိအချိန်ကြီးကတော့တော်တော်လေးတိုင်ဖက်တဲ့အချိန်ကြီးတည့်ရလို့ပဲအကျော်ရီဆူရမှာပဲဖြစ်ပါတယ်ဒီအချိန်မှာနီကိုတော်တော်လေးအန်နေများတဲ့အချိန်ကြီးတည့်ရလို့ကျွန်တော်ဆူရမယ်ဗျာအန်နေများတဲ့လှုပ်တွေကမလှုပ်တာကောင်းတယ်ဗျာနော်ချယ်ရီချူတီကတော့ဒီအချိန်မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ तू က Sky Bear ဆိုသူဒီ7မိနစ်လောက်မှာပဲပြီးသွားဆိုရင်လည်းမရှိဘူးဒီက Sky Bear ဆို Hand of Strike ဆိုရဲ့ Iden နှစ်ချောင်းကဒီ first side နှစ်ချောင်းလို့ကျွန်တော်ပြောရမယ်ဒါပေမဲ့တော်တော်လေးနောက်ကျတယ်ဗျာပြီးတာဗတာလည်းလို့မတိရသေးဘူးဆိုရင် speed ကလည်းတိတ်ပြီးတော့ရတဲ့ခြေတွေပြီးတော့မဟုတ်ဘူးเนาะတစ်ဖက်မှာလည်း rookie TV three lady, no, yeah, yeah. Oh, the only jump of baby, jump with Judah, three man, number clock, with the damage, the damage of Pina, the number rookie TV, a fight down there, down, if Grisha, Tono, ပြန်ပြီးတော့ဝင်လာချိန်မဲ့လည်း damage ကတော့ဘလို့မှမလောက်သေးဘူးညာ Duman down သွားခဲ့တယ်ဆိုရယ်ခဲ့တဲ့တခုမှာတော့ Nova Gap ဒီ overall အနေနဲ့ရှစ်ထောင်လောက်တွေသွားပြီးရရှိနေတယ်ရှီဇူးစင်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  Kyrie ပြန်ပြလို့တော့ကျူးစားခဲ့မယ်တော့ပကပေးတဲ့ damage နဲ့ကြားရမှာ Juno ထပ်ပြီးတော့အဆုံးတန်တယ်ပဲ overall 3 man down မှာကြံရှိနေခဲ့တဲ့ Millen ရဲ့ second target ကပါ Mitsi ထပ်ပြီးတော့တိမ်ပိုင်းကြံရှိနေခဲ့တဲ့ Mega Shiro ကတခါတည်းဖြုတ်ပြီးတော့စပြီးတော့ကျူးစားနေပြအပေါ်လာ Megalain ပေါ်ကျန်စနေမနေ့ပိုင်းမှာစပြီးတော့ပြရအောင်မယ်တော့ပက Resident ချောက်ချက်ပြခွဲနေခဲ့မယ် Cherry Beauty backline မှာလည်းကိုကောင်းရှောက်ထိန်ခဲ့တဲ့အခက်မှာ Killing 3 man Nico နဲ့တူ T Broad တကောင်မှာ Mitsi ဆက်လက် ပြီးတော့တင်ပိုက်ထားလိုက်ပါပြီ။လုံးဝတော့ကျွန်တော်မဲကအော်ခွန်ချန်နေခဲ့ပြီ။ဒီချိန်မှာတော့ကျွန်တော် charge ပြတ်တိုက်ဝချိုးလိုက်မယ်။ဂျာရပဲပြတ်ထွက်လာသေးရဲ့ဗျာ။စနမနေ့မှာကျွန်တော်မဲကတလင်းကိုတော့သူတို့အနေနဲ့ပြင်လဲပြီးတော့ရရှိသွားခဲ့ပြီလို့ပြောရမယ်။ item တွေရဆိုလို့ရှိရင်လေသူတို့ရဲ့ front liner သွားတဲ့သူတွေအရာအကုန်လုံးကတကယ်လို့ကျွန်တော်တို့ကမတောင်းနေပြီဆိုတဲ့အခြေအနေတစ်ချက်မှရှိရယ်ဗျာ။ကဲเนาะအဲ့လိုမျိုးမာနေပါတယ်ဆိုတဲ့အရာတွေအားလုံးပို့ပြီးတော့ကျွန်တော်တို့ဒါဖြည့်ရှင်းဖို့အတွက်နီလန်းလေးတော့လိုအပ်နေပြီလို့ကျွန်တော်သုံးသပ်လို့တော့ရတယ်။ Father ဗာဒာနီနဲ့သူက glowing one ပါတယ်ဒီမွန်တာတဲထားတယ်ဆိုတော့ရွေးနေလို့ဘာလို့သူပြန်ပြီးတော့ပြစ်ဖို့အတွက်ရွေလာတဲ့ပုံစံမျိုးပဲဗျာဂျူနိုက23ကြောင့်ပြီးသွားတဲ့ပြေမှာဝင်တဲ့ crown လေးပါထပ်ပြီးတော့တဲထားသေးရဲ့အနေထားလင်းကျွက်လေးပါလေးဖျမ်းမယ်ဝင်တဲ့ crown လေးပါလေးခဲလိုက်မယ်ဗရဲတဲ့မှာ ic ပဲ ကိုရီဒီလိုပဲနေကြမယ်ဆိုပြီးတော့ထွက်လာတာဆိုတော့ဒီပွဲကနောက်အောင်8ကီလောက်กว่าနေနေနေပြီဘယ်တော့မလွယ်ဘူးနော်ဒူဝဲဆက်ဝိုင်းနော်ရှီဆူတယောက်တယောက်ပါလေနော်နှစ်ယောက်တယောက်ကြီးနှစ်ယောက်တယောက်ကြီးပြန်မေးနေပြီတက်ပြေးတိုင်းသုံးလို့လွတ်ပေးဖို့အတွက်ရှိတယ်ဆန်းဆောင်အောင်မမရဘူးပြန်ကြတယ်ဗျာကြက်တက်ပြန်ရရဲဆိုရဲအခက်အမြီမှာရှီဇူရဲ့လမ်းစလော်တော်တော်လေးကိုမှလောရခဲခက်ခဲသွားရဆိုရဲအနေထားမျိုးတွေကျွန်တော်တို့တွေ့လိုက်ရတယ်ဗောနော်ဒါကွန်မန်ဒေးရှင်းအရကျွန်တော်တို့ဒါနောက်ပိုင်းဟီရာအနေနဲ့ခြံခဲ့ပြီးတော့သွားခဲ့တဲ့ပန်းလေးရှိရဆိုရင်ကွန်သူကိုလိုက်ပြီးတော့ pressure ပေးရပန်းလေးကောင်းတယ် နောက်မှလည်းဘာဂျာရူလစ်စုံချက်ပြီးတော့တီးခဲ့တဲ့ကက်တာတို့ကမှတစ်ဖက်ကလည်းနီကိုနဲ့ဒက်ဖောင်လေးပြန်ချိနေခဲ့တဲ့အချိန်မျိုးတွေမှာလည်းအိုင်ယိုနဲ့အက်ရှ်နဲ့ပဲဒီဘရော့နဲ့ပြီးသွားဖို့တော့များတယ်။မိုက်ဒီဆွေးနဲ့ဘက်ကလိုင်းမှာဂျူရိုပြေးခွဲနေကြတယ်ဖလစ်ကဝင်းနာခရောင်းနေအောင်ချယ်ရီကူတီတောင်းဆောင်ပြန်ချခဲ့တဲ့ကက်တာတစ်ဖက်ကလည်းဒက်ဖောင်နဲ့အပြောင်းအလဲတော့ဂျက်ထရိုနဲ့ချက်ချီပြေးခဲ့ရမယ်။2 man down over all my full man ချက်ပြီးတော့သိမ်းပိုက်ထားရတယ်ပဲ။ တကောင်နဲ့ကြံရှိနေခဲ့တဲ့တဖက်ကဖလာနဲ့ဂျပန်ထားဖို့ကတော့အရင်ကြီးမလွယ်ခဲ့တဲ့အခြေအနေမျိုးတွေမှာတဖက်ကလည်းရှီဆူးရဲ့လန်ဆလော့လေးပြန်တွက်လာခဲ့ပြီ5 versus 2မှာလန်ဆလော့နဲ့ထရိုင်ကပြန်ပေးခဲ့ပြီပြန်ချဖို့များနေခဲ့တဲ့အခြေအနေမျိုးတွေမှာမေဂါကင်းနဲ့ကင်းဖလက်ရူဂီဒီပြန်ချလို့နောက်တစ်ချိန်မှာအမ်စတာဖဲပါဘိုင်နီကိုဝိုက်တော့ဘတ်တာတစ်ခုမှာသူတို့တွေနဲ့ပြန်ပြီးတော့မီလီယံဝေ့ဖ်လေးရှင်းနိုင်ခဲ့ပြီပဲရီပတ်စီတစ်ခုတော့မစ်ဒစ်စီပြန်လည်ပြီးတော့တိမ့်ပိုက်ထားနိုင်ပြီလည်းဖြစ်ပါတယ်ဗာစီတီကတော့ဂျော်ဖလာဒင်တောက်လျှောက်ဆိုလိုပဲ ကျွန်တော်ပြနေရတဲ့အချိန်ဒီတည့်ရလို့ပဲကျွန်တော်တို့သုံးသက်လို့ရတယ်ဗျာအဲ့ဒီပွဲတော့ကိုကြီး21ဆိုတဲ့ result ခုနဲ့ပဲပြင်လဲပြီးတော့အဆုံးသက်သွားတယ်ဗျာကဲနော်ပွဲလေးရတော့ဗျာကျွန်တော်တို့ဒါ reverse six ကတော့နောက်လျှောက်ပြင်ပြီးတော့လာခဲ့တယ်လို့ပဲကျွန်တော်ပြောရလိမ့်မယ်မသစီအတင်းရဲ့ game play တွေဟာတော်လေးကိုကောင်းနေခဲ့တယ်ဗျာ platinum နေနဲ့တို့တို့ဒီပြီးခဲ့တဲ့ဒီရှေ့ရှေ့ကပွဲစဉ်တွေမှာလည်းတော်လေးကောင်းနေမိလေနိုင်ပွဲမရတဲ့အခြေအနေမျိုးကိုတော့ကျွန်တော်ကြုံနေရတယ်အခုလဲနောက်လျှောက်ဆိုလို့ပဲပြင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့နိုင်ပွဲတစ်ခုပေါ်ဆောင်မှုအတွက်အနိုင်ငယ်လေးသွားပြီးတော့ ဒါเนาะကျွန်တော်ဝေးกว่าနေသေးလို့ပဲသုံးသပ်มาဖြစ်ပါတယ်မသစီကတော့တို့လိုချင်တဲ့အမှတ်ကတော့ရအောင်တော့ယူသွားတယ်ဗျဆိုတော့လည်းကျွန်တော်ဒါ game 1ပြီးတဲ့ချိန်နေ game 2ရဲ့ early game intro သွားတဲ့ minute လေးတွေမှာတော့ဒါ paladins ကတော်တော်လေးကောင်းခဲ့တယ်ဆိုတဲ့ data မျိုးလေးတော့ရှိတယ်သူတို့များဒီ claim sweep နဲ့ဥဆောင်သွားပြီလားတော့ကျွန်တော်တို့ခင်ခံမိတယ်ပေါ့လေဒါမှလည်းပဲမစ်သစီရောတကယ်တကယ်အရေးအကြောင်းဆိုတဲ့ပွဲတွေမှာသူတို့ဟာ ဘယ်လိုပြောရမလဲမအိုသေးဘူးဆိုတဲ့အနေထားမျိုးလိုပဲကျွန်တော်တို့ပြောရမလားပေါ့နော်အဲ့တော့အဲ့ဒီပုံစံလေးနဲ့ပဲကျွန်တော်တို့ပြန်ပြီးတော့လာခဲ့တဲ့ပုံစံလေးဖြစ်ပါတယ်ဆိုတော့မနေ့ကတော့ရှုံ့ဝဲကျုံ့ရရဆိုပေမဲ့ဒီနေ့မှာသူတို့ရဲ့နိုင်ပွဲတစ်ခုတော့ Mid the Sea Defending Champion ပြန်လည်ပြီးတော့ရှာဖွေတွေ့ရှိသွားခဲ့ပြီဗျာကိုဝေအိုပြီလားအိုသေးဘူးလားအာဒါကတော့ပြတ်သားမှရမှာလေအဲ Mid the Sea ကသူတို့ရဲ့ဒီ Titan Defender နော်ကျတော့သွားခဲ့ပြီဗျာ။ဘာဖြစ်ဖြစ်ကောင်းပါရဲ့เนาะကျွန်တော်တို့ကိုရီအားလုံးဒီလိုပဲနေကြရဲဆိုတော့လေနိုင်ပွဲလေးကြီးတော့ပြန်ရလာပြီเนาะအဲ့တော့ဘာဖြစ်ဖြစ်ဒီပွဲနဲ့ပတ်သက်ပြီးတော့တုံ့တောက်ဖို့အတွက် penalty ကို ကျောင်းကြီးကိုရအားလုံးသွားကြင်မယ်လေနော်သွားရပါဗျာ let's go ကဲဘက်သစီကတော့ title defender pp ပဲเนาะနောက်ထပ်ဒီ game number 3မှာအနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်ဟုတ်ပါတယ်ဒီ game 3ဟာဆိုလို့ရှိရင်မသစ်စီနေနဲ့တော်တော်လေးဟိုမှာဒါအကောင်းမွန်တဲ့ result တစ်ခုနဲ့တင်မယ်အနိုင်ရရှိခဲ့ရပါတော့ခုန gas strike ပြောခဲ့သလိုပဲ platinum နဲ့လုံးဝဒါထူးစီးနေများပါတော့ twin street လောက်သွားမလားလို့ထင်ခဲ့ရတယ်ဆိုပေမဲ့လည်းမသစ်စီနေနဲ့အောင်လုံးဝ title defender pp ပဲ နောက်ဆုံးမှာတော့2-1ဆိုရယ် result တခုနဲ့အနိုင်ရယူသွားပြခဲ့ရပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။ဒီပွဲ Methodsy Game 3အနိုင်ရရှိသွားတဲ့ပွဲမှာဘသူ MVP ရလဲတို့တို့သွားကြည့်အောင်။ဟိုး Nico နော် KD ဘိုင်းမှာ5-7တော်တော်လေးလှတဲ့ KD ပြနော်။ဂိုးမမင်းတဲ့ဘိုင်းမှာလည်းမလိန်တစ်ကောင်နဲ့ဆိုရင်တော့ဗာတော်တော်လေးများတယ်။800နီးပါးရှိရပါတော့။ K participation မှာတော့63%အခွင့်မဲ့ပိုင်ချရမှာတော့ဒါ Arcane Book လေးသွားတာလေ။ပြီးလို့ရှိရင် Genie 1အနေ Divine Glaive တွေ လုံးဝနေဒိုင်းနစ်တက်ချောင်းနေသွားတာလေဗျဟုတ်ပါတယ်ပြောမှဆိုလို့ရှိရင်သူ့ရဲ့ဒီလူနိုစကဒီပေါ်မှာတော်လေးတဲ့အလုတ်လုတ်ပေးခဲ့လို့ပြောမှတစ်ဖက်ကဒါ crock တွေပါအနေနဲ့เนาะရှေ့မှာဒါလည်းရလည်းရအရင်လုံးလို့မရနေခဲ့ရအောင်လည်းတွေးခဲ့ရတယ်ဒါလည်းကျွန်တော် drafting မှာလည်းပြောတော့ပြောပါတယ်เนาะ crock က map vision တွေပါလိုက်ဖွင့်နေ place sign နဲ့ဆော့တာဒါပေမဲ့ lunos parla ရဲ့အချိန်မှာကြတော့ t5 battery မှာ crock ကလုံးလက်လက်ကြီးမတက်ရက်နေလို့မရတော့ဘူးဗျဟုတ်တယ်အဲ့လိုအချိန်မျိုးနဲ့လည်းဂျုံလိုက်ရတယ်ပြီးတော့ ဒရမ်ဖီနှစ်ခုရဲ့ကွာခြားချက်ကိုလည်းကျွန်တော်ဒီဒရမ်ဖီ session မှာပြောခဲ့ရပါတော့တစ်ဖက်ကလန့်စလော့အနေနဲ့အဆင်မပြေတော့ဘူးဘာလို့လဲဆိုတော့တစ်ဖက်ကအရန် dive မယ်ဆိုတဲ့ hero တွေကြီးပဲတောက်လျှောက်ယူလာတာအဲ့တော့ရှီဇူးအနေနဲ့လည်းပြောခဲ့တဲ့အတိုင်းပဲတောက်လျှောက် dive ခံရတယ်ဗျာ အဲလက်စလောကိုစောစောစီးစီးယူလိုက်တာနည်းနည်းလေးများမှားသွားလို့ဘယ်လိုလဲအဲ့လိုပြောရအောင်လေဒီရှေ့စိုးနေတဲ့သူလက်စလောမြူလို့ရှိရင်တစ်ဖက်က king flash ကိုပေးလိုက်ရနိုင်ကြရလေအများကြီးရှိနေရအောင်အဲ့တော့ဒီဘက်မှာတော့ရှေ့စူအားလေးရတောက်လျှောက် jacket evade တွေလောက်ခံရတယ်တောက်လျှောက်ကမှတ dive ခံရတဲ့အခါမျိုးမှာလက်စလောအနေနဲ့တော်တော်ကြီးဒါဆိုးရတဲ့ result တစ်ခုတော့ mutrix ရ072ဆိုတဲ့ kd တစ်ခုကဒါလက်စလောအတွက်တော်တော်လေးကခက်ခဲတဲ့အရာတစ်ခုဖြစ်စေခဲ့ရပေါ့နော်ဒါကလေတစ်ဖက်က hero တွေနဲ့တွားကြည့်မယ်ဆိုလို့ရှိရင်ပူရဲရဲ့ခါလီရဲ့နောက်ပြီးတော့ king flash ရဲ့ဒီ bash ဒီနှစ်ကောင်ဟာအားလေး ီမှာ lay rotation တအားအောင်မှာလုံးလို့ကောင်းတဲ့နှစ်ကောင်ဖြစ်တဲ့လျှောက် lens lock တော်တော်လေးတိုက်ပတ်နေခဲ့ရတော့မြင်တွေ့ရတယ်။နောက်ပြီးတော့ဒီ project ရဲ့ header ကလည်းဒီဘွဲမှာတအားကြီးသူမမာပေးနိုင်ဘူး။နောက်ပြီးတော့အရင်လဲသူဒီ jungle invade တွေလုံးလို့မရတစ်ဖက်ကအမာကောင်ကြီးဖြစ်နေတဲ့အခါမှာသူတိုက်တိုးလို့မရနောက်တစ်ခုက Nico ရဲ့ lens sorry ဒီ Lunos ကလည်းရှိနေသေးရဆိုတော့ဟုတ်တယ်။နော်ဆိုတော့ အာဒီပွဲမှာတော့ထွေထူးပြောစရာဆိုလို့ပလာတင်ကနည်းနည်းလေး driving ဘိုင်းမှာနည်းနည်းလိုအပ်ချက်ရှိရလို့တော့မြင်မိတယ်ပေါ့နော်။ဘာလဲဆိုတော့ Messi gain 2မှာတွေကဒီ Barca ကြီးနဲ့တော်တော်လေးကိုမှာ strong နဲ့ draft ကိုချပြခဲ့တယ်။ Barca first pick ကို gain 3မှာလည်းထပ်ပြီးတော့ပေးလိုက်တယ်ပေါ့နော်။ပေးလိုက်ပြီးတော့သူတို့ assassin checker နဲ့ early မှာဖျဲပြီးတော့ဆော့ကျင်တယ်ဆိုပေမဲ့လည်းသူတို့ကဒီ Barca နဲ့ Urinet ကိုထောက်ဖို့အတွက် Lunox ကိုသူတို့ကမယူထားမိပြန်အောင်။အဲ့တော့ဘလို့မှအဆင်မပြေဘဲနဲ့ ဂျပန်မှာစမန်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီနှစ်ကောင်ကျိုးလို့ရှိရင်တော်တော်လေးအဆင်မပြေဖြစ်သွားမှာလို့ပြောခဲ့သလိုပဲအာလီတဲကအဗာတာရောဒီ cherry တို့ရကျိုးနေကကျိုးရဆိုတယ်တပတ်ကမက်သက်စီကလုံးဝ dive ပြီးတော့ aggressive light ဆိုတော့သူတို့ယူထားတဲ့ draft ကအာလီတော်တော်လေး aggressive ဆော့လို့ရတဲ့ draft နဲ့အညီလုံးဝအဖိဆော့ရပါတော့အဲ့အရာတွေကို platinum နဲ့အများကြီးပြင်ပြီးတော့ဒါမကားစီးနိုင်ခဲ့လို့လည်းပြောပဲဒီချိန်မှာရှီဆူးနေနေလေတောက်လျှောက်ကြနေခဲ့တော့ objective တွေလည်းတောက်လျှောက်လွတ်လွတ်လပ်လပ်ရတဲ့အခါမျိုးမှာဒီ Golden World Cup တွေကလည်းတော်တော်လေးကွာလာခဲ့နောက်ပိုင်းမှာတော့ ရာနေဘက်ကအလူးလေးကိုခံခဲ့ရတယ်လို့မြင်မိရယ်ဟုတ်တယ်အဓိကကတော့သူတို့ဂျန်ကဲကို pressure ပေးလိုက်တဲ့အချိန်မှာ side lane နေရာမှာပြဿနာတက်လာတဲ့ဘာလဲတော်ပြီးတွေးရတယ်ဗောနော်ကဲ tight တွေရကြမယ်ဆိုတော့ risk guy မှာတော့ဂျူနို9မိနစ် 869နဲ့တူရရှိခဲ့ပြီးတော့ the carry မှာတော့ cherry juice damage 6500เนาะဒီပွဲမှာတော့တစ်ဖက်က tanky hero ကြီးပါတယ်ဆိုပေမဲ့သူ့ရဲ့ granger နဲ့အကောင်းဆုံးတော့ပြစ်သွားပါသေးတယ်ဟုတ်ပါတယ် sandback ကတော့ခု damage take ကို3000လောက်ထိခံယူခဲ့ရပြီးတော့ total assist နေနေเนาะ6កောင်တတိနဲ့ best winman ကတော့ king flash ရရှိသွားတာပဲဖြစ်ပါတယ်ဟုတ်ပါရဲ့ကဲဆိုတော့နော်ဒါ reverse sweep နဲ့ပြန်လည်ပြီးတော့ပဲရိုက်သွားခဲ့တဲ့ Mathis Game 3ရဲ့ highlight လေးကိုပရိသတ်တွေနဲ့တူပြန်ပြီးတော့ကြည့်ရှုလိုက်ရအောင် ဒီအားလေး objective ပတေမာရဲကတောက်လျှောက်ပေါ့နော်ဒီရှီဇူးအနေနဲ့အဖိခံခဲ့ရတယ် objective နောက်ကပ်ဖို့တော်တော်ယူမှာမလွယ်ကူခဲ့အဓိကယူရီနဲ့ ESP နဲ့တွေ့တာကြတော့ Lancelot ဘာမှလုပ်လို့မရအောင်သူတို့တွေပြန်ပိုင်းနေဒီကောင်ကြီးက region နဲ့ပြန်တက်တယ်ပြီးတော့ခွန်ရဲ့ play sign တခုတော့အဲ့မှာသဘောကျတယ် လန်စလော့ကိုမလိုက်တော့တဲ့ပုံစံမျိုးနဲ့တစ်ဖက်ကို transition လွှဲလိုက်ပြီးတော့ဝမ်းဖွင့်ပြီးတော့မှ flicker ခုန်ချောက်လိုက်တာအဲ့တော့လန်စလော့သုံးလို့သုံးတဲ့အချိန်မှာပြတ်ပေါ်လာတခါတန်းရှော့ရတယ်အဲ့လိုမျိုး individual ကိုလည်းကျွန်တော်တို့မြင်ခဲ့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒါဟိုရဲ Taiwan ကိုလန်စလော့တီးနေခဲ့ရတယ်လန်စလော့ကို Taiwan မေးတော့မှအဲ့သုံးလို့ဆိုမရမက်ကထောက်အောင်တောင်းတာအဲ့တော့ထပ်ပြီးပြီဆိုမှသူက Samsung အုပ်ပြီးတော့တခါတည်းအပြီးရှင်းတာဗျာ ဒါတော့ဒါ middle sea player ဘက်မှာရှိ individually တခုပေါ့နော်အဓိကကတစ်ဖက်ကတအားအမှ dive တဲ့ hero တွေပါနေတဲ့အချိန်မျိုးမှာဒီ front front line နေရာလည်းမမာနိုင်တော့ဘဲနဲ့ဒီ back line နေရာ hero တွေကျိုးတဲ့အခါမှာ bloody back ကဒီ damage output ကိုလေလုံးလုံးလောက်လောက်မထုတ်ပေးနိုင်တဲ့အပြင်မှာနော်ဒါ last slot ကောနောက်ပြီးတော့ဒီ hater ကောဒီ grog ကောကျိုးနေတဲ့အခါမျိုးကြတော့မလေးရခင်မီနဲ့ goal line ဒီ side lane နေရာမှာအကုန်လိုက်ပြီးတော့ကျိုးတဲ့ပုံစံမျိုးဖြစ်သွားတာအဓိကကျွန်တော် drop in မှာပြောရတဲ့အချိန်မှာ platinum ရဲ့ drop ကနည်းနည်းတော့ risk drop များတယ်ဒါပေမဲ့ output ပြားလာမှန်တယ်ဒါပေမဲ့သူတို့ရဲ့ snowballing hero တွေကိုအားလေးဘက်မှာ snowballing မလုပ်နိုင်ခဲ့ရင်ဆိုရင် question ဒီဘက်မှာ method ဖြေအဖြေပေးသွားခဲ့ကြီးလားဟုတ်တယ်ပြောမှဆို method စီ သူတို့ gain one တော့မှာခဲ့တဲ့အမားတွေကို gain two gain three တော့မှာတသေးတခြားပြန်လိုက်ပြင်ဆင်ပြီးတော့တည်တည်သာသာတော့အနိုင်ပြတ်သွားခဲ့ပြီဖြစ်ပါတယ်အဲ့တော့ဒီနေ့ရဲ့နော် match 2လေးလည်းပြီးဆုံးသွားပြီဆိုတော့နောက်ဆုံး match of the day ပွဲစဉ်တစ်ခုဖြစ်တဲ့ပရိသတ်တွေကောင်းစောင့်မျှော်နေကြတဲ့ Yanggo Gladiators နဲ့ Fago Esports ရဲ့ပွဲစဉ်တွေပဲကြံပါတော့ရရှင်ဟုတ်ပါတယ်ဒီပွဲစဉ်တွေတော့ဒါ player ချင်းပဲရှင်ပြေတာမဟုတ်ဘူးဗျာနော် coach တွေကလည်းဒိုက်ထိုးဖို့အတွက်ရှင်ပြိုင်ဖို့ကလည်းရှိနေသေးတယ်ဟုတ်တယ်အဲ့တော့ဒီနေ့မှာ Bay Coach ကဒိုက်အခါ20ထိုးရမှာလဲဆိုတော့ အဖြေကပေါ်ထွက်လာတော့ပါဆိုတော့ဒါအပိယပရိသတ်တွေရောကိုရီးယားအကုန်လုံးဒါစိုက်လှုပ်ရှားပြီးဒီပွဲကိုအရင်ကကြီးချင်နေကြပြီလို့ထင်ပါတယ်။ကြာပြီးတော့မျောလင့်ထားတဲ့အတိုင်းမြန်မြန်ဆန်ဆန် best of 3လောက်ထိကြည့်ရဖို့တော့လေမျောလင့်မိတယ်လို့မျိုးဒါမှမထင်မထားတဲ့ result တွေနဲ့ပဲပြီးဆုံးသွားမှာလား။ဒါတော့သူကမသိနိုင်သေးပါဘူး။လက်ရှိကလည်းနှစ်သိန်းလုံးကမရှုံးရသေးတဲ့အနေထားလေးဆိုတော့တသိန်းသိန်းကတော့ဒီနေ့မှာရှုံးအောင်ရှုံးရတော့မယ်။ Faircon Esports ကလည်းရှုံးမရှိသေးဘူးရန်ကုန် Gladiators ကလည်းသူတို့ game ပွဲမှာပဲရှုံးသားတယ်။ match မှာလုံးဝမရှုံးတော့ဘူး။အဲ့တော့ဟုတ်တယ်။ ဒီနေ့မှာတပွဲတသင်းသင်းကတော့ရှုံးကိုရှုံးရတော့မှာဗျဟုတ်တယ်အဲ့တော့နော်ရန်ကုန် Gladiators ကမနေ့တုန်းကတော့ Team 7ရဲ့ရှုံးပွဲမရှိစံချေကိုရပ်တန့်ပေးလိုက်ပြီဆိုဒီနေ့မှာရောဆက်ပြီးတော့ဘာတွေဖြစ်သွားမှာလဲဆိုတော့မကြခင်ရန်ကုန် Gladiators နဲ့ Fago Esports ရဲ့ပွဲစဉ်တွေနဲ့တူပြန်လာခဲ့ပါမယ်ရှင်ပြန်လာခဲ့ပါမယ် 现在看这妖兽，奥创都接都有三狼张扎巴的了。卢迈，安娜西耶，决战了呀！所有木流被烧油了，里面。卢迈也杀得奥托无傲嘛！战斗也打开司马、啊啊、里亚，宇宙的双手，敌人被杀，偏死开来。阿贝斯也奥创都已，阿斯利亚。卢迈也追杀。 Ocho tu ye tu ye ma တာမန်ရုပ်သေးရုပ်သာတာပဲငါဖန်ဆင်းထားတဲ့ဒီတော်ဝါတွေနဲ့ဘာမှမကွာခြားဘူးငါကိုဦးညွတ်ရင်နင့်ပလီစက်ထိန်ထားနိုင်မယ်မဟုတ်ရင်တော့ဖျက်ဆီးခံရမယ်အပစ်ကဘသူ့ကိုမှဦးမညွတ်ဘူး ေကသူ့ရဲ့တိုက်စားဖျက်ဆီးခြင်းအနံ့တွေနန်းစောနေရမယ်တင်တို့ရဲ့အုတ်ချုပ်သူကြီးစီမှာတက်ဆရာနှပြတစ်ပါးရှိတယ်